အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်တင်မဲ့ပြင်ကန်းစာကတော့အခန်း3လေးပြင်ကန်းသတ္တမခုနှစ်ကနံပါတ်1เนาะကျန်တဲ့ညကနေတာဝန်မှုတီကျန်တဲ့ဟာလေးပါဒီနော်နံပါတ်ညမှာဆိုလို့ရှိရင်ရှိရော y 2 y 2 2 y 1 2y 1เนาะနောက်ခုအရင်အရှိကအရှိရော y 2နဲ့ y 2နဲ့ကိုမျှောက်တဲ့ခါမှာရှင်းဆုံးကဂွင်းနဲ့နောက်ရှင်းဆုံးကဂွင်းမှာရှိတဲ့ကနန်းတွေကနောက်ဝင်းကိုမျှောက်မှာဖြစ်တယ်တဲ့ y က y 1နဲ့2ကိုမျှောက်မယ်2ကလည်း y 1နဲ့2ကိုမျှောက်မယ် နောက်ကဝင်းမာတဲ့အတိုင်းပဲ2 y က2 y plus 1ကိုမြောက်မယ်1က2 y plus 1ကိုမြောက်လို့နော်အဲ့တခုချင်းခွဲမြောက်ပါတယ်အလဲကောင်မှာတော့အပေါင်းလက္ခဏာနဲ့ထည့်ပါမယ်ဒါဆိုရင်ကျွန်တော်1နဲ့1နဲ့ပြတော့1 square ရတယ် -2 နဲ့1နဲ့ပြတော့ -2 y ရပါတယ်နောက်က2နဲ့1နဲ့ပြတော့2 y ရပြီးတော့2နဲ့ -2 နဲ့ပြတဲ့အခါမှာ -4 ရပါတယ်နော်ဝင်းမှာじゃ plus ရနောက်မှာကျတော့2 y နဲ့2 y နဲ့ညတော့4 y square ရပြီးတော့2 y နဲ့ plus 1နဲ့ညတဲ့ခါမှာ plus 2 y ရပါတယ်။နောက်က 1နဲ့2 i 1နဲ့ညတဲ့ခါမှာဒီဒီဇိုင်းပဲပြင်ရတယ်ပေါ့နော်။ဒါတင့်နဲ့ပါနေတော့အဲ့ဒီမျှော့တဲ့ game ပြင်ရဖြစ်တယ်2 i 1ကိုပြင်ရမယ်။ဒါဒါသိမျိုးတူတာက y square နဲ့ plus 4 y square နဲ့ဆိုတော့ဒီလိုဘယ်လိုရလဲဆိုရင်နော် plus 5 y square ရပါတယ်။ဟောဒီမှာ2တဲ့အလေးစုမှာနော်။ဒီရလေးစုတဲ့ကမှာဒါဒီမှာ y square အဲ y square က y square ပေါ့နော် ကမိုင်းနပ်ဖို့မိုင်းနပ်ဖို့ရေးမယ်။နောက်က 4y square ကိုလည်းတရားပြန်ရေးမယ်။နောက်က 2y နဲ့ 2y နဲ့ပေါင်းတော့ 4y ရတယ်။နောက်က +1 ရတယ်ပဲ။သူကအရင်ဆုံး 2y နဲ့ 2y ကိုပေါင်းလိုက်တာပါ။ဟုတ်ပြီ။နောက်တစ်ခုကကြာကြတော့ဒီ y square နဲ့ +4y square နဲ့ဆိုတော့လည်း 5y square ရတယ်။အဲနောက်က minus 4အဲ 4y square 4y square ကိုတရားမပြန်ရေးရဘူးနော်။နော်4 y square နဲ့ y square က5 y square ရတယ်။နောက်က4 y ကိုတရားပြန်ရေးမယ်။ မိုင်းနက်4နဲ့ဘလက်1နဲ့ကြာကြတော့လက္ခဏာဘူရောနှုတ်တဲ့ခါမှာ၄ရက်တိတိတော့သုံးရတယ်မိုင်းနက်3ပါဟုတ်ပြီနော်ညပြတာတင်းဒိတ်ကအဲ2ရက်က3ရက်မိုင်းနက်ဘီကိုမြောက်မယ်ပီရလည်း3ရက်မိုင်းနက်ဘီကိုမြောက်မယ်အေက2ရက်မိုင်းနက်3ဘီကိုမြောက်ပြီးတော့မိုင်းနက်ဘီကလည်း2ရက်မိုင်းနက်3ဘီကိုမြောက်ဝင်မြောက်ဝင်ပါနော်အဝင်းကြီးမြောက်မယ်အဲ့ဒီကျတော့2ရက်နဲ့3ရက်နဲ့ညတဲ့ခါမှာ6 square ရတယ်2ရက်နဲ့မိုင်းနက်ဘီနဲ့ညတဲ့ခါမှာမိုင်းနက်2ရက်ဘီရပါတယ် ဟုတ်ပါ b net 3ရေညောတဲ့ခါမှာ 3ab ရပြီးတော့ plus b net minus b net ညောတဲ့ခါမှာ minus b square ရပါတယ်ဟုတ်ကောနောက်ကခွေးမှာကျတော့ a net 2ရေညောတော့ဆင်မတို့လိုက်ရတယ်ဆိုရင်တော့ 2a square ရပြီးတော့3အဲ 3b net a ညောတဲ့ခါမှာ 3ab ရပါတယ်နောက်က b net 2ရေနဲ့ minus b net 2ရေညောတဲ့ခါမှာ minus 2ab ရတယ် minus b net minus 3b ညောတဲ့ခါမှာ minus 3 plus 3b square ရတယ်မနက်နဲ့မနက်နဲ့ညောအပေါက်ရအပေါင်းရမှာပေါ့နော်ဟုတ်ပြီနောက်ကကြတော့ဒီမှာ စီရစကွဲကိုဒီဇိုင်းပြင်ရေးမယ်နော် -2ab အဲ -2ab နဲ့နော် +3ab ကြတော့ချက်ဘယ်လောက်ရလဲဆိုရင် +ab ရပြီเนาะအပေါင်းအများရတယ်နောက်က b square ကိုဒီဇိုင်းပြင်ရေးမယ်နောက်ကနောက်ကဂရင်းကိုဒီဇိုင်းပြင်ရေးမယ်ပေါ့နော်ဒီတဲ့ခါမှာနောက်ကဂရင်းကိုဖြီးတဲ့ခါမှာဂရင်းရရှိမှာအနှုတ်ရှိရတဲ့ green ရဲ့လက္ခဏာကိုပြောင်းပါတယ် +2a square က -2a square ဖြစ်ပြီးတော့ -5ab က +5ab ဖြစ်ပါတယ် +3b square က -3b square ရရပေါ့နော်ဒါတွေဆက်ရှင်းမယ် 6a square နဲ့ 2a square ဆိုကျွန်တော်ဘာလို့ဘာရမလဲဆိုရင် 4a square ရပါတယ်ဟုတ်ပြီနော်ဒါ plus ab နဲ့ plus 5ab ဆိုတော့ plus 6ab ရတယ်နောက်က b square နဲ့ 3b square ဆိုတော့ကျွန်တော် minus 4b square ရတယ်ပေါ့နော်အဲတာနင်းချက်ယူရကျွန်တော်ထအောင်မယ်ပါထအောင်မယ်ရကြတော့ကျွန်တော် b square plus နော် b square ကကျွန်တော်ကနော် b square minus 2b ကျူကို 2b ကျူ plus 2 square ကိုမြောက်မှာတဝင်းချင်းမြောက်မှာပေါ့နော် b square ကနောက်ကဘယ်လိုမြောက်မလဲဒါက 2b ကျူကလည်းနောက်ကဘယ်လိုမြောက်မလဲ c square ကလည်းနောက်ကဘယ်လိုမြောက်မလဲ နော်နောက်တစ်ခါမှာကျွန်တော်ခြေတော့ b square နဲ့ b square ရောက်တာပြီးပါပါဖွေးရတယ် b square နဲ့ minus 2 b square နဲ့ရောက်တဲ့ခါမှာရှေ့က p နှစ်ထပ်နောက်က p တစ်ထပ်ဆို p သုံးထပ်ဖြစ်သွားပြီပေါ့နော်အဲ့ဒါ minus 2 p 2 2p 2 plus နောက်က p square နဲ့ g square နဲ့ရောက်တဲ့ခါမှာ p square g square ရပါတယ်နောက်က 2p2 နဲ့ p square နဲ့ရောက်တဲ့ခါမှာ p နှစ်ထပ်နဲ့ p တစ်ထပ်ဆို p သုံးထပ်ဖြစ်ပါတယ် 2p2 နဲ့နော် 2p2 2ပဲရနော်အဲ့ဒါ minus 2p2 နဲ့ plus 2p2 မဲကိုမျှတဲ့ခါမှာအဲ plus 4 p square g square ရပါတယ်။နောက်က plus 2p2 နဲ့ plus g square နဲ့ကြားတဲ့အခါမှာနော်ဒီတို့က 2p2 ကျူပေါ့နော်။ဒီကတစ်ထပ်နဲ့နှစ်ထပ်နဲ့ဆိုတော့ကျူသုံးနဲ့ရပါတယ်။နောက်က g square နဲ့ p square နဲ့ကြားတဲ့အခါမှာ g square p square ရပြီးတော့ minus 2p2 နဲ့ g square နဲ့ကြားတဲ့အခါမှာ minus 2p2 ကျူရပါတယ်နော်။ဒီကနှစ်ထပ်နဲ့တစ်ထပ်နဲ့ဒါဆိုရင် g square နဲ့ g square နဲ့ကြားတဲ့အခါမှာ g power 4ရပါတယ်။ဟုတ်ပြီနော်။ဒါဆိုရှင်ကျတို့က p power 4ကဒီတိုင်းရေးမယ်။ ဒူပီဂျူဂျူနဲ့ဒူပီဂျူဂျူအပေါင်းနဲ့အနှုံနဲ့ပြောချေသွားမယ်။နောက်က p square 2 square နဲ့ဒူ4 p square 2 square ရနေပြီးတော့ p square 2 2 p p square 2 square ကိုနှုတ်တဲ့အခါမှာနော် minus 3 p square 2 square ရတယ်နော်။နောက်မှာ2 square p p square 2 square ကနှုတ်ဖြစ်တဲ့အတွက်ကျွန်တော်ခုနှုတ်တဲ့အခါမှာ2 p square 2 square ရပါတယ်။နောက်ဆုံးမှာတော့2 power 4ကဒီတိုင်းပါပဲနော်။ဒီတိုင်းပြင်ရင်းမယ်။ဒါနဲ့မှာတို့ကနော်ကိန်းကနေလည်းတူတယ်အနှုံနဲ့ပေါင်းတဲ့ဆိုရင်ရိုးချေလို့ရတယ်ပေါ့နော်။ ဟုတ်မှာဒါခြေရမဲ့ဟာတွေကငိုင်းနဲ့ဒူးပီကျူးကျူးနဲ့လက်ဒူးပီကျူးကျူးနဲ့ခြေမယ်ဟိုခြေရတဲ့ခြေမရေးမရေးပြထားရပြပါနော်နောက်ကငါပလက်ဒူးပီကျူးကျူးနဲ့မိုင်းနဲ့ဒူးပီကျူးကျူးနဲ့ကလည်းခြေဝမယ်ဒါပြန်ခြေရမှာဒါလေးပဲခြေနေမှာနော်ထောင်းဝဲပြီးတော့ဂျိုးဓာတ်ရင်ကောက်ပါဓာတ်ရင်ကောက်က5 plus 8 plus 2နဲ့8 minus 2ဒါဆိုရင်ဂျီရော5ကိုဒီမှာပြင်ရင်မယ်။ဒါဒီ queen နှုတ်ကိုမြောက်တဲ့အခါမှာ8က8 minus 2ကိုမြောက်မယ်။2ကလည်း8 minus 2ကိုမြောက်မယ်။ ဒါပေမဲ့5 5ပဲအိတ်နဲ့အိတ်နဲ့မြတ်တော့ h square ရမယ်အိတ်နဲ့ minus 3ရမယ်ဆိုတော့မှ minus 3ရရတယ်ဒါက2နဲ့အိတ်နဲ့မြတ်တော့2ရရတယ်2နဲ့ minus 3ရမယ်ဆိုတော့မှ minus 4ရတယ်ဒါလို့ရှိရင်ဒီ h square က h square ပဲနော်နောက်ကဟို minus 3 h နဲ့ plus 2 h နဲ့ကြတော့ minus 8ရပါတယ် plus 5နဲ့ minus 3နဲ့ဆိုတော့ minus 1ရတယ်နော်ဒါဓာတ်ရင်ကောင်းပြီပါဒီကဟုတ်ပြီဓာတ်ရင်မို့ကကြတော့ 4h square minus 3h minus 4 2 plus 1ဒါဆိုဘယ်နှခင်းဝင်မြောက်မှာနော်4 square ရိုင်းပြင်ရင်းမယ်3ကဒီ plus 1ကိုမြောက်မယ် minus 4ကလည်း3 plus 1ကိုမြောက်မယ်ဒါပြင်4 square ရိုင်းပြင်ရင်းမယ်3နဲ့2နဲ့မြောက်တဲ့ခါမှာ6 square ရရယ်3နဲ့1နဲ့မြောက်တဲ့ခါမှာ3ရရယ်နော် minus 4နဲ့2နဲ့မြောက်တဲ့ခါမှာ minus 8ရပြီးတော့ minus 4နဲ့ plus 1နဲ့မြောက်တဲ့ခါမှာ minus 4ရပါတယ်ဒါဆိုရင်ကျိုးဝင်ကိုဖြုတ်မယ်4 square ကိုရိုင်းရင်းမယ်ဘွေးကိုပြောတဲ့အခါမှာကျိုးနော်အဘွေးကိုမပြုတ်ခင်ပါတော့ခင်လေးကိုရင်းရှင်းမယ် 3 8နဲ့ plus 3 8နဲ့ -8 နဲ့ဆိုတော့ကျွန်တော် -5 ရရတယ်။ဒီကြမှာကျွန်တော်ခွင်းကိုရှင်းပါပါနော်။ဒါတွေခွင်းရရှင်းမှာအနုလက္ခဏာရှိရတဲ့အတွက်6 square က -6 square ဖြစ်ပြီးတော့ -5 က +5 ဖြစ်ပါမယ်။ -4 က +4 ဖြစ်ပါမယ်။ဒါဆိုရင် 4a square နဲ့ 6a -6 square ဆိုတော့ကျွန်တော် -2a square ရပါတယ်။အဲဒါနောက်ကကိန်းနေရာကျတော့မျိုးလူကိန်းလုံးရှိတဲ့ဒီအမြဲပြင်ရေးရပါနော်။ဒါရင်မဟုတ်ပြီးတော့ကျွန်တော်ကတောင်ဝန်းကိုအဲနာကြီး နော်နိုင်ကြီးပြီးတော့မာ3တောင်းမှုလာမှာပေါ့နော်တဲ့ 3a+2 နဲ့8-9ကိုအရင်မြောက်မယ်8-4နဲ့ 3a+9 ကိုမြောက်မယ်ဒါဆိုရင်ဒီကွင်းနှွေးချင်းမြောက်တဲ့ခါမှာ 3a ကနောက်ကွင်းကိုမြောက်မယ်2ကလည်းနောက်ကွင်းကိုမြောက်မယ် x ကလည်းနောက်ကွင်းကိုမြောက်မယ် -4 ကလည်းနောက်ကွင်းကိုမြောက်လိမ့်မယ်ပေါ့နော်မြောက်ပြီးတဲ့ခါမှာဒီ 3a နဲ့ 8a မြောက်တဲ့ခါမှာ 3a square ရပြီးတော့ 3a နဲ့ -9 နဲ့မြောက်တဲ့ခါမှာ -27a ရပါတယ်နောက်က2နဲ့ 8a မြောက်တဲ့ခါမှာ 2a ရတယ်2နဲ့ -9 နဲ့မြောက်တဲ့ခါမှာ -18 ရပါတယ် ။နောက်က h နဲ့2ရေညွှန်းတဲ့အခါမှာ 2a square ရပြီးတော့9နဲ့8နဲ့ညွှန်းတဲ့အခါမှာ 9a ရပါတယ်။ -4 နဲ့2ရေညွှန်းတဲ့အခါမှာ -8a ရပြီးတော့ -4 နဲ့ +9 နဲ့ညွှန်းတဲ့အခါမှာ -36 ရပါတယ်။ဒါကြောင့်တို့ရှိရင်ကျွန်တော်က 6a 3a square နဲ့ +3a square 2a square ဆိုတော့ +5a square ရမှာပေါ့နော်။ဟုတ်ပြီ။အဲ့တော့ -27a ရ +2a နဲ့ဆိုတော့ကျွန်တော်ကပြောတာက -25a ရမယ်။ နော် minus 25 8တွေနဲ့9နဲ့ပေါင်းတဲ့ခါမှာနော်34ရမယ်34တဲကတွေကရှိဖို့ပြန်လုပ်တဲ့ခါမှာ24ရရမယ်နော်ဒါပြင်ရာလိုရှင်းတဲ့ခါမှာသူက8တွေကလေ minus 24 h ရှိရဲ2 h ရှိရဲ minus အဲ plus 9 h ရှိရဲ minus 8 h ရှိရဲနော်အဲ့ဒါ plus 2 h ရှင်းရှင်းပေါင်းတဲ့ခါမှာ plus 2 h ရဲ့သူက plus 9 h ရဲ့ဆိုတော့ plus 11 h ရတယ် minus 27 h နဲ့ minus အဒီအေးရတဲ့ညတ်တဲ့ခါမှာပေါင်းတဲ့ခါမှာကျတော့နော်35အေးရတယ်အဲ35တွေက11အောင်လုပ်တဲ့ခါမှာကျတော့ 24h ပေါ့နော်နောက်တစ်ခါ -18 နဲ့ -36 နဲ့ကိုပေါင်းတဲ့ခါမှာ -54 ရပါတယ်ဆိုပြီးတော့နောက်တောင်းဝန်းမှုပါတောင်းဝန်းမှုကကျတော့28အင်းက4 plus 1နဲ့မြောက်မယ်တကားနောက်ကဂွင်းကလည်းသူတစ်ကလုံးချင်းနေမြောက်တယ်ပေါ့နော်အဲ့ဒီ28နဲ့4နဲ့မြောက်တဲ့ခါမှာ8 square ရတယ်28နဲ့1နဲ့မြောက်တဲ့ခါမှာ28ရမယ် ဟုတ်ကဲ့3 8က8 9ကိုလည်းမြောက်မယ်2က8 9ကိုလည်းမြောက်မယ်ဒါပြင်8 2 3ကဒီတိုင်းပဲနော်3 8နဲ့8နဲ့တက်ခါမှာ3 8 2ရရယ်2နဲ့မနက်နန်းနဲ့တက်ခါမှာမနက်27အိတ်ရတယ်2နဲ့8နဲ့မြတော့2ရရပြီးတော့2နဲ့မနက်နန်းနဲ့တက်ခါမှာမနက်8ချင်းရပါတယ်ဒါဒါတို့ချင်းရင်ရှေ့ဟာကိုဒီတိုင်းပြင်ရင်မယ်ဂွေနဲ့ဟာကိုရှင်းတဲ့ခါမှာမနက်27နဲ့ black 28ဆိုတော့မနက်25အိတ်ရပါတယ်ဒါဆိုရင်ဂွေရှင်းတဲ့ခါမှာဂွေနဲ့ရလက္ခဏာတွေကိုကြောင်းတယ်ကြောင်းပြီးတော့ကျတို့က a square နဲ့ minus 3 a square ဆိုတော့ minus 5 a square ကျန်မယ်2 a နဲ့25 a ဆိုတော့27 a နောက်က plus 18ကတော့ဒီတိုင်းပါလေပေါ့နော်ဒါဆိုရင်ဒီနေ့က၄၅၃၈ကကျန်တဲ့ပုံစံလေးပြီးပါပြီစုံလိုက်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်